ူမအောင်မြင်သည်ဖြစ်စေကြာရှုံးသည်ဖြစ်စေပျော်ရွှင်သည်ဖြစ်စေဝမ်းနည်းသည်ဖြစ်စေဘေးနားကနေအမြဲတမ်းအားပေးခဲ့တဲ့မိဘနှစ်ပါးအတွက်ပန်းလိုက်အိမ်ရဲကတိမ်မောင်းတောင်းချီတန်တဲ့အင်ကြီးကိုဝယ်ယူကကျေးဇူးဆက်ကြတော့ခဲ့တဲ့တရုတ်ဆောင်ရှင်ဝီလွင်မို့ မင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့သတင်းချုပ်ကာလာမာရုံကတရုတ်ဆောင်ရွှေဝတီလွင်မိုးကမိဘနှစ်ပါးဖြစ်တဲ့တရုတ်ဆောင်ဥလွင်မိုးနဲ့ဒေါ်မီသူတို့အတွက်ရန်ကုန်မြို့ပန်းလိုက်အင်ရဲကသိမ်းမောင်းတောင်းချီတန်းတဲ့နေအိမ်ကြီးကိုသတင်းချုပ်အတွက်ကျေးဇူးဆက်ကတော့ခဲ့တာပဲဖြစ်ပါတယ် ရှင်ဦးတင်လွင်မိုးအတက်တော့သူမရဲ့မိဘနှစ်ပါးကသူမအပေါ်မှာအကောင်းမွန်ဆုံးပညာတွေကိုသင်ကြားပေးနိုင်ခဲ့သလိုသူမနိုင်ငံရဲ့ခြားမှာကျောင်းတက်နေစဉ်အတွင်းမှာလည်းသူမရဲ့သားလေးအတွက်အဖိုးဖွားတာဝန်တွေကိုခြေပေါ်နာထက်ပိုခဲ့ကြသူတွေဖြစ်ပါတယ်။ အိမ်တော်ရေးအဆင်မပြေလို့လမ်းခွဲခဲ့ပြီး single မသားတယောက်အနေနဲ့မြန်မာနိုင်ငံကိုပြန်လာခဲ့တဲ့အချိန်မှလည်းမိဘတွေစီကအနှွေးထွေးဆုံးဘဝကိုပြန်လည်ရရှိခဲ့တာဖြစ်ပြီးဘဝတစ်လျှောက်လုံးမမမက်မက်ရပ်တည်နိုင်ဖို့အတွက်လည်းဘေးကနေခွန်အားတွေအများကြီးပေးခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ရုံးရီလွင်မိုးကသူမဘဝရဲ့အကြီးမားဆုံးကျေးဇူးရှင်မိဘနှစ်ပါးကိုသူမရှာဖွေထားတဲ့ငွေကြေးတွေနဲ့ဝယ်ယူကြတော့ပေးခဲ့တာပဲဖြစ်ပါတယ်။ ရုံးနေလေမို့ဟာနိုင်ငံသားကနေပြန်ရောက်လာပြီးအမှုပညာလောကရဲ့ကိုပြန်ဝင်လာတာမကြသေးပေမယ့်သူမရဲ့အမှုပညာကြီးကမြန်မာနိုင်ငံကထိတ်တန်းမင်းသမီးတွေနေပါအထည်ရောက်နေတဲ့အတွက်တလားတလားဝင်ငွေမြောင်များစွာရရှိနေတာလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့လေသူမအနေနဲ့ထိတ်တန်းမင်းသမီးတွေထက်တောင်ဝင်ငွေစံချိန်တင်ရှာဖွေနိုင်သူဖြစ်တဲ့အတွက်မိဘတွေကိုအခုလိုပြေဆုံးတဲ့ဘဝမျိုးပြန်လဲကျေးဇူးဆက်ခွင့်ရခဲ့တာပဲဖြစ်ပါတယ်။ အခုလက်ရှိမိဘနှစ်ပါးအတွက်ဝယ်ယူကြတော့ခဲ့တဲ့တိန်းတောင်းချီတန်းနဲ့ပန်းလိုက်အရာကအစင်းမြင့်နေရာမှာဖြစ်ပြီးဂေါဖရိုက်တာဝါသနာပါတဲ့ဖခင်ဖြစ်သူဥလင်မိုးအတွက်လည်းအစားအစာရာရာတင့်တော်တဲ့နေရာဖြစ်တယ်လို့ဆိုပါတယ်ဘလိုပဲဖြစ်ဖြစ်သမီးကြီးတယောက်အနေနဲ့အားကိုးနေရပြီးသူမဘဝတစ်ချောင်းလုံးကိုဘေးကနေဖြည့်ဆည်းပေးခဲ့တဲ့မိဘနှစ်ပါးအတွက်အခုလိုပြန်လဲကျေးဇူးဆက်နိုင်တာဟာဝမ်းသာစရာတစ်ခုပဲဖြစ်ပါတယ်